မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့2025ခုနှစ်ဇွန်လနောက်ဆုံးအပတ်ဖြစ်တဲ့24ရက်နေ့ရနေပြီးတော့လကုံအထိတပတ်စာကညမဟောစနေကိုဆရာကဒီတစ်ခါတော့အင်္ဂါသာသမီတွေလည်းဟောကြားပေးမှာဖြစ်ပါတယ်အင်္ဂါသာသမီမိတ်ဆွေတွေအားလုံးတရော့နဲ့ဆရာကအာယူပြုကပ်ဆွဲပေးမှာဖြစ်ပါတယ်လက်ရှိမိတ်ဆွေတို့2025ခုနှစ်6လပိုင်းနောက်ဆုံးအပတ်တာတော်တွင်မှာအင်္ဂါသာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာ မျောလင်းချက်တစ်ခုခုရီမန်းချက်တစ်ခုခုဖြစ်မပေါ်လာသေးတော့ရီမန်းချက်မျောလင်းချက်ဒီလိုချင်တောင်းတနေတယ်ဆိုရင်တော့ကျင်းတေပါကိုရရှိမဲ့ကာလအခွင့်လန်းကောင်းအခွင့်လူကောင်းနေရရှိမဲ့ကာလဖြစ်တယ်အဲအခွင့်လူရကောင်းပေါ်လို့ဆိုတာမျိုးမနေဘူးမိုးရွာလာတယ် အထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့ဒီမှာဆိုရင်အခွင့်လန်းကောင်းအခွင့်ဒူးကောင်းတွေပေါ်လာမဲ့ကာလဖြစ်တယ်။အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတတ်တာမျိုးလေးတွေကြုံရတတ်တယ်။သို့မဟုတ်လို့ရှိရင်လည်းပုပ်ကိုတို့မဲတော်တို့အဆရှိတဲ့ပုပ်ကိုမျိုးတွေနော်မိမိတို့ရဲ့နော်ဟိုဟိုမှာပေါ့အမတော်မြန်နန်းတို့ရဲ့စောမွန်လာတို့အဆရှိတဲ့နေကာလီမန်မဲတော်တို့အဆရှိတဲ့မဲတော်ပုပ်ကိုတပါးပါးနာမှာတန်တိတ်ချန်ရှာပြီးတော့ဆူတောင်းပြီးတော့ဂျိန်းဝါပြီးတော့လှုပ်ဆောင်ရင်စတင်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ကြမ်းပါကြီး။ ဂျမိုင်းနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့ကတ်မှာတော့စိုးရိမ်စရာမရှိဘူးဇာတိဂျူအပြောင်းလဲလေးကြောင့်လက်ရှိလက်တလုံးမှာဆိုလူတိုင်းတော်တော်များများမှချူချာနေကြတဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့နန်းလေးကျမ်းမာရေးကိုတာမန်နေထက်တော့ပုံမူတတိထားဂယုဆိုင်တင်တော့လာတတိပြုတင်တော့လာဖြစ်ကြောင်းဆရာကထပ်မှန်ပြီးတော့ဂယုနာတော်တော်နဲ့စူတောင်းပေးလိုက်ပါတယ်ခင်ဗျာနော်အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့လုပ်ငန်းကိစ္စလုပ်ငန်းဟောင်းကြီးအလုတ်ဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းနေတာမျိုးထက် အားနည်းစီတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးခြင်းလုပ်ငန်းချဲ့ခြင်းလုပ်ငန်းအဟောင်းကြီးကိုပဲအစဉ်ပြေအောင်ကြိုးစားနေတာမျိုးဟာအားနည်းစီတဲ့အပြင်ကိုလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာမိတ်ဆွေဟောင်းလူဟောင်းတွေလုပ်ငန်းတူအလုပ်တူတွေစိတ်တော့ကပေးတာမျိုးစိတ်ညစ်စရာလေးတွေပေးတာမျိုးလေးတွေကြုံရတတ်တယ်ဒါအပြင်မိတ်ဆွေတွေနဲ့အလောင်းကစားနဲ့ပတ်သက်တာလေးတွေအပျော်အပါးနဲ့ပတ်သက်တာလေးတွေတတိထားဆင်ခြင်ရလိုအပ်တော့ပတ်တာကာလဖြစ်ပါလေဒါအပြင်မိတ်ဆွေဟောင်းတွေအပေါင်းအသင်းဟောင်းတွေလူယုံတွေမလွယ်ပါနဲ့လူယုံတတ်တတ်တော့ကာလအပိုင်းရှားဖြစ်ပါလေဖြစ်နိုင်ရင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တူ ူးဆောင်လုပ်တဲ့လုပ်ငန်းတွေမှာသတိထားဆင်ခြင်ပေးရန်ဒီလက်ရှိကာလဟာလိုအပ်ပါတယ်။အများနဲ့ပတ်သက်တာတွေအကြံစီအတွေးခေါ်နဲ့ပတ်သက်တာတွေမိမိတို့အနေနဲ့ချီတိုးဆောင်ရလှုပ်ဆောင်တာမျိုးဖြစ်ရှင်တာကိုတစွထိုးတုံးတိုက်တိုက်ကြားကြိုက်ကြိုက်လှုပ်ဆောင်မယ်ဆိုတာမျိုးလေးတွေဟာအားနည်းစီတဲ့အတွက်မိတ်ဆွေတို့အနေနဲ့တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအဆင်မပြေတာဟုငါကပြီးအောင်လုပ်မယ်ဆိုတဲ့မခန့်ကျင်စိတ်လေးတွေပြင်းပြမှုလေးတွေကြောင့်တော့အလွဲလျှော်လေးတွေဖြစ်တတ်တဲ့အတွက်သတိပြုစင်ကြင်ရလိုအပ်တော့လာဖြစ်ပါတယ်။အိမ်နွေးနဲ့ပတ်သက်တာမျိုးလေးတွေအိမ်နွေးပဋိပက္ခလေးတွေ တတိထားစင်နေပြီပါငကူကအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေချစ်တို့ဆောင်ရရင်အာနေတော့အပတ်တာ ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့အိမ်အတွင်းမှာမိသားစုအတွင်းမှာနားလည်မှုလွဲနေတာမျိုးမျက်နှာချင်းဆိုင်ကိုတဦးနဲ့တဦးတယောက်နဲ့တယောက်ပြဿနာတွေပူးပေါက်တွေကြုံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်လိုအပ်သောအပတ်တကာလအပိုင်းခြားဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းရေးကိစ္စအမွေကိစ္စအမှုကိစ္စအဖွဲ့အစည်းအသင်းပွဲနဲ့ပိတ်က ပတ်သက်သောကိစ္စတွေအများနဲ့ပတ်သက်ပြီးတော့ရှိလို့ဆောင်ရလှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာသတိထားဆင်ခြင်လှုပ်ဆောင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းအရန်ကြီးမလို့ပါနဲ့ဒီပညာရေးနဲ့ပတ်သက်ကံအားနည်းစေတဲ့အတွက်ကြောင့်မလို့အရန်ကြီးလိုချင်တဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုအနည်းငယ်လေးပုံမှန်လေးတိုင်သွားပါအဲဟိုထက်ခါထက်ခါပြန်စီရမှာအာမနာပါနဲ့အဲပြီးတဲ့အခါ အလုပ်ဝင်ကိစ္စတွေတင်နန်းကိစ္စတွေနိုင်ငံခြားခရီးသွားပတ်စပို့ဗီဇာကိစ္စတွေနဲ့ပတ်သက်လာရင်တော့စိတ်ရှည်ပြီးတော့တစ်ချိန်နဲ့နဲ့မရရင်တစ်ချိန်နှစ်ချိန်လောက်လှုပ်ဆောင်ကမှအောင်မြင်အားသာမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာယာရုလုပ်ငန်းယာရုလုပ်ငန်းကငန်းနဲ့ပတ်သက်ရင်ယာရုထွက်ပြီးအရှားနေရာမှာလှုပ်ဆောင်နေတာမျိုးသို့မဟုတ်နေရာတက်လုပ်ငန်းတက်ယာရုတက်မှာအလုပ်တက်နဲ့လှုပ်ဆောင်တာမျိုးဆိုရင်တော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာ ခྱི་ထွက်ရတာမျိုးတွေခྱི་သွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေးစားစားတောက်ကုန်နဲ့ပတ်သက်တာတွေစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစက်တူဆိုင်ရာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်သောလုပ်ငန်းတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေတူဆိုင်ရာလှုပ်ဆောင်မှာအောင်မြင်အားတာပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာဒါအပြင်အဆက်အသွယ်ပြတ်နေသောညီကိုမောင်နှမတွေနဲ့အပြန်လေအဆက်အသွယ်ရရှိတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အထောက်အကူအကူအညီတွေကိုများစွာရရှိတတ်သောအပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့စိတ်ထဲမှာ မိမိတို့အနေနဲ့ဖြစ်ရှင်သောဆန္ဒဖြစ်လို့သောဆန္ဒတွေကိုပုံမှန်တစ်စချင်းစတက်ပိုင်းစတက်သွားမှဒီဘက်ကအောင်မြင်မဲ့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါ့အပြင်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာတဲ့အခါမိမိရှိသောမြန်နိုးသောသူကိုကျင်းသေးပေါရဲရဲကြီးဖွင့်ပြောလိုက်တာမျိုးတွေရရှိတာမျိုးအခြေအနေနဲ့ပတ်သက်ရင်မျက်နှာအပွင့်တက်တွေအကြည်တက်တွေရရှိနေတာမျိုးစုပ်ကောလက်ကောဝင်တက်တဲ့အတွက်တော့အခြေအနေနဲ့ပတ်သက်လာရင်တော့အင်္ဂါသားသမီးတွေအဖို့စိတ်ချမ်းသာစရာကြီးပါပဲ။သမီးစား၊သမီးစားများအနေနဲ့ဆိုရင်တော့ အိမ်အောင်ပြည့်ရန်စိတ်ဆက်တိုင်းမင်ကမှတဦးနဲ့တူတယောက်နဲ့တယောက်ပြည့်စံတာကရုဆာလေးကြီးဂျုံအားတက်တဲ့အတွက်ကြောင့်မလို့တော့အိမ်အောင်ပြည့်ရန်တိုင်းမင်ကမျိုးလေးတွေမှာတော့တတိထားဆင်ကြပေးရန်လိုအပ်တယ်မိမိရဲ့အိမ်အောင်ဘက်ကမိမိရဲ့အဲမိသားစုဝင်များကမနှင်းမြူတာမျိုးသဘောမကျတာမျိုးဒါလေးတွေအနေနဲ့စိတ်ချုပ်တွေးစရာလေးတွေဖြစ်တဲ့အတွက်တော့အိမ်အောင်ပြည့်ရန်ကိစ္စစိတ်ဆက်တိုင်းမင်ရန်ကိစ္စလေးတွေမှာတတိထားဆင်ကြရန်လိုအပ်ပါတယ်အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ပင်ပန်းစရာတွေများပါတယ် မိမိရဲ့အိမ်အောင်ဘက်ကြောင့်သို့မဟုတ်အလုပ်အစင်မပြေမှုလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတာမျိုးမိမိအိမ်အောင်ဘက်ရဲ့မလိမ္မာမှုလေးတွေကြောင့်မိမိတို့ရဲ့အိမ်အောင်ကြီးမှာစီးပွားရေးနည်းနည်းအနည်းငယ်ပေါ့သို့မဟုတ်ရင်အဲဆွေမျိုးသားချင်းအဆရှိတဲ့အရာလေးတွေကိုအခြေပြုပြီးတော့ပြဿနာဖြစ်တာမျိုးစကားများတာမျိုးအနည်းငယ်ကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြရန်လိုအပ်ပါတယ်ခင်ဗျာအင်္ဂါသားသမီးတွေဒီတပတ်တာအတော်တွေမှာဆိုရင်ဘာကိုဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့28ရက်နဲ့30ရက်နေ့တွေမှာရှေ့တူဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ အပတ်ဖြစ်ပါတယ်အကျိုးပေးစေသောအယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေတို့နေနဲ့နီညိုရောင်ကြက်သွေးရောင်အဆရှိတဲ့အယောင်တွေဖြစ်စေအဝါရင့်ရောင်မျိုးစောင့်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်ပါတယ်ဒီတစ်ပတ်တာတော့အတွင်းမှာတောက်ကြသားသမီးအင်္ဂါသားသမီးတွေရဲ့အကူအညီကိုရယူလှုပ်ဆောင်တာမျိုးထိုရက်ဒီမှာစတင်လှုပ်ဆောင်တာမျိုးဟာကံရဲ့တိုးတက်မှုကိုရရှိစေသောအပတ်တာဖြစ်ပါတယ်အကျိုးပေးစေသောကဏ္ဍအခရာတွေနေနဲ့ဆိုရင်တစ်ကဏ္ဍရှောက်ကဏ္ဍဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့လကုံ30ရက်မှာဖြစ်စေတတိထား ဆင်ကျင်ပြီးပါဒါအပြင်တင်းလာအရက်အရှိအရက်တို့အရှိစုစုရက်ကိုခရီးထွက်တာမျိုးလေးတွေမှာတတိထားဆင်ကျင်ပြီးရန်အတွက်တော့လိုအပ်သောပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်အရာရာမိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့မိမိရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရဲ့ဟာလာဟိုရောင်းကုန်တွေဝယ်ကုန်တွေကြန့်ကြာပိတ်ပင်နေတဲ့ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာရှိတယ်เนาะအိမ်အတွင်းမှာရှိတယ်เนาะဟိုဟိုစွန့်လာလို့ပဲဆဲလို့ ဟိုရွက်လာညွန့်လို့တတို့မဟုတ်လို့ရှင်တရက်ရွက်တို့အစရှိတဲ့ရွက်လေးကလေးနဲ့ခုနှစ်ရွက်ကိုနှီးလေးနဲ့စုစည်းပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းွယ်သွားအယောင်းွယ်ထက်သွားစီမှာအသေးကြပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ဆိုလို့ရှင်တော့ဘာသာတရားများများလုပ်ပါခရီးများများထွက်ပါရှစ်တို့ဆောင်ရလုတ်ဆောင်ရအသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ပတ်တာဖြစ်တယ်အင်္ဂါသားသမီးမိတ်ဆွေတွေပို့ဒီကာလအတော်တွေမှာအထူးသတိပြုစင်ရန်အတွက်တော့အရှုံအောင်ကိစ္စလေးတွေမှာ တတိထားစင်ရင်ပြီးပါဓာခုတ်ရကိုလက်ဝင်မရှုံမိစပါစီနဲ့လို့ပဲဆရာကပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေအင်္ကာသသမီးဒီများအဖို့ကတော့ဘာကိုဖြစ်ဖြစ်ဒီအပတ်တာဟာ step by step လှုပ်ဆောင်တာမျိုးပြဿနာကိုချစ်တို့ဆောင်ရဖြည့်ရှင်းတာမျိုးတက်တစင်ပြီးတစင် step 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 သွားတာမျိုးဟာကံရဲ့အာသာမှုကိုရရှိဇီမဲ့အပတ်တာဖြစ်တယ်။မိတ်ဆွေတို့ဒီတပတ်တာတော့တွင်မှာမိမိတို့ရဲ့ အလိုရာကိစ္စအဆက်ဆက်ရရာဝဝအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်ကန်စတာတက်စီပြီးတော့ပိတ်နေသောလမ်းများပွင့်လန်းစေရန်အတွက်ဆိုရင်တော့24ပဋ္ဌာန်းကို မနှက်ညသုံးညတတီပူစောအကျဲပူစောပြီးတော့ရွတ်ဆိုပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ပိတ်နေသောကံညံ့နေသောကံတွေကအာသာကောင်းမှုပြီးတိုးတက်မယ်ဆိုတဲ့အကြောင်းပြောရင်အဆက်ဆက်ရရအင်္ဂါသတ်သမီးတွေ2025လျှောက်လာပိုင်းမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်လို့အောင်မြင်မှုတွေအလီလီပိုင်းဆိုင်ကြပါစေလို့ဆရာကဆုတောင်းပေးပါတယ်ယေရှုတင်ပါတယ်ဆရာငယ်ပါဆရာငယ်နှစ်ပိတ်နေမိချင်း0939293416 7902416 whatsapp telegram မှာဖြစ်စေ viber မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ tiktok messenger ကနေ ဘီနေရဲ့လက်မခံဘူးဆိုတဲ့အကြောင်းနဲ့အတူအပါလေးတွေတတိထားကြောင်းဆရာကပြောရင်းနဲ့ကဲနောက်တစ်ခေါက်ဗုဒ္ဓဘုရားပြန်ဆုံပါမယ်ယေရှုတင်ပါတယ်ခင်ဗျာ